ကတချိန်ကဘောမဆိုပြီးတော့ဆဲတာကိုခံခဲ့တဲ့တူတီတဲမှာအခုတီပဘောမတွေဟာဒီလက်ရှိကျွန်တော်တို့တော်လှန်ရေးဘက်ကတူတီပြောရမယ့်စကားတွေတော့မှသူတို့ကမနေနိုင်တော့လိုက်ပြောတဲ့အစစ်ဖြစ်လာအဓိကကတော့အခုနောက်ပိုင်းမှာနာမည်ထွက်လာတာကိုမောင်မောင်နဲ့ကိုချိုကြီးတို့ကိုမောင်ဆိုးတို့ပေါ့နော်ဒီတူတွေဟာစစ်တပ်ကိုအမာခံတိုက်ခတ်ကြီးကြီးထောက်ခံတာဘာဖြစ်လို့တိုက်ခတ်ကြီးကြီးဆိုတဲ့စကားလုံးကိုပြောတာဆိုတော့သူတို့ဟာစစ်တပ်ထောက်ခံသူပါဆိုပြီးတော့လူယုံပြပြီးတော့ ပိတ်ခါရှိရှိတို့ကစစ်တပ်ဘက်ကတမတော်ချစ်လူများဖြစ်ရက်တည်တာဒါပေမဲ့အခုကာလမှာဒီမင်းအောင်လှိုင်စောက်တလွဲလှုပ်လာတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ဒီစစ်ကောင်းဆောင်တွေရဲ့လွဲမားတဲ့လှုပ်ရက်တွေကိုတော်လှန်ရေးဘက်ကဒူတွေလိုပဲတို့လည်းမခံမရနိုင်ဖြစ်ပြီးထုတ်ပြောလာကြတဲ့အစ်စ်တွေဖြစ်လာတယ်အဲ့တော့တို့ဒီအာနာရှိတဲ့စစ်ကောင်းဆောင်ထောက်ခံတဲ့လူတွေမဟုတ်ပဲနဲ့တတ်မတော်ကိုကောင်းစားစေချင်လို့တတ်မတော်ချစ်တဲ့လူတွေအဖြစ်ပေါ်လွင်သွားတာပေါ့ဒါပေမဲ့တို့ကိုပြည်တွင်းမှာရှိတဲ့ဘောမတွေကတော်တော်ဆဲတယ် ်နော်ကိုမောင်မောင်ဆိုတော့သူတို့ပဲပစ္စနံဘာသာတော်ပြောယူတဲ့ခံထိတယ်အခုဒီမှာကိုရှိုးကြီးပါပြောထားကြည့်ပါပါတခါကြီးကျရင် PDF တွေကိုလည်းသဘောကျတယ်ဟုတ်လားသဘောကျဆိုတော့ပါကျွန်တော်တို့ KSS ဆိုလို့ရှိလို့ရှိရင်လေဒီလားဒီစစ်ဘုမြားတွေနော်စစ်ဘုကရော်တွေဒီရဲမြားတွေရဲကရော်တွေရဲမှုတွေပဲဒီကောင်တွေကတော့ခင်ဗျမြမလူမှုအဖွဲ့အစည်းမှာခင်ဗျတော်တော်လူပါဝရတယ်ဒီလားကဲနော်တွေ့ပြီ သူပြောတာမှားလားဒါဘိုးကတော်ဘိုးကတော်ဘိုးကတော်ချင်းတော်မှဘာဖြစ်လဲအမ်အပွင့်ပိုရှိတဲ့လူကဖနှက်ကင်ပေးရတယ်စီနီယာဂျူနီယာပဲအဲ့လောက်ထိလူပါဝါတာဘောင်းမဲလို့လေဒီစနစ်ကိုကျွန်တော်တို့ဖြုတ်ကမယ်နော်အရာရှိကတော်ဖြစ်တာတိုင်းပြည်ကိုကိုစားပြုကြတာမဟုတ်နိုင်ငံတော်မဟုတ်ဘူးလေဟုတ်တယ်မလားသူ့လင်ရတိုင်မှုဖြစ်တာသူ့မင်းရတိုင်မှုမဟုတ်ဘူးစောက်ထူးစိတ်ဆရာအကြောင်းရှိဘူးဒါပေမဲ့ဒီအစင်လာကြီးကဘာဖြစ်နေလဲအေးမင်းအောင်လှိုင်း တတ်ချုပ်ရတော့ရဖို့အတွက်ကြံကြံရုံဘာလုပ်ပေးခဲ့ရဟမ်ဖေမာရက်ပေးရတာပြောင်းလို့ဟမ်အဲ့ဒါမှနေရရတယ်အဲ့ဒီအစင်လာဖြစ်နေစစ်တပ်ထဲမှာဟမ်အောက်ချေရဲဘော်တွေဆိုတာဘူချုံအောင်ဆန်းမိမဒေါခင်ကြီးဈေးသွားတာကိုရဲဘော်လေးတွေဈေးချင်းတောင်းဝိုင်းဆွဲပြီးလို့ဘူချုံကဘယ်လိုပြောလဲအဲ့ဒါပဲကောင်းဆောင်ကောင်းပီတာတဲ့ဒူတွေဟာဘယ်တော့မှအဲ့လိုလုပ်ရမျိုးမလုပ်ဘူးလက်ရှိမြန်မာပြည်ကဘုကတော်တွေကြည့်လိုက်ပါနော်မမဒီဗီဒီယိုဖိုင်လေးကတော့ ဒါသူများညီရှင်လုတ်ပြီးတဲ့ဟာလားမသိဘူးအခုတင်ထားတဲ့အတိုင်းပဲအတစ်တော့မှတင်ထားသူကိုကျွန်တော်ယူလာတာပေါ့နော်ဟာဇီးတော့ရချင်းတော်နဲ့နော်ဟာဘူမူကရောဟာဘူကရောဟာကျောင်းမှာဟိုရိုးရိုးတမန်အရသာပြည်တနေ့တယောက်ရဲ့ကလေးနဲ့ဒါမှမဟုတ်လေရဲမှုကလေးအာနာပိုင်တယောက်ကလေးနဲ့ရံပြပြီးအမလေးဒီဘလို့တော်လုံးတော်လေးဒါရဲအဲ့ဒါအမှန်နေသူတို့တိုင်ကဲအဲ့ဒါ तू ပြောတာမဟုတ်ဘူးလားအမှန်နေဒါကိုတွားဆဲတဲ့လူတွေအံ့ဩတဲ့ကျွန်တော်မှားတာပြောလို့တွားဆဲရင်အเจ้าမဟုတ်ဘူးလေ အခုကိုချိုးကြီးပြောတဲ့စကားမှားလားအချိုးကြီးမဟုတ်တာဟုတ်ကပြောရဆိုရင်တမျိုးတကယ်သူပြောတဲ့စကားမှားလားမှန်အမှန်နေလေဟုတ်လားမဟုတ်လားဘို့လက်ရှိဒီတိုက်နယ်ဒီအစ်စ်မှာဆိုရင်စကမ်းမှုရဲ့တမီចောင်းကန်းထဲမှာဘယ်လိုထားလဲအေးအဲ့လားပဲတိုင်းမှုရဲ့တမီចောင်းကန်းထဲမှာဘယ်လိုထားလဲအေးအဲ့လားပဲတိုင်းမှုရဲ့တာတမီစကမ်းမှုရဲ့တာတမီစာတင်ကန်းထဲမှာဘယ်လိုပုံစံနေတယ်သူများတွေပေါ်ဘယ်လိုပုံစံဆက်ဆံအဲ့ဒါအဖြေပဲနော်ကြည့်ဘယ်လောက်တွေလူဘွားကကြည့် အခု PDF တွေပေါ်လာတဲ့အခါကျတော့ PDF တွေကောင်းကောင်း lesson ပေးထားတာ PDF တွေကောင်းကောင်း lesson ပေးထားတာဟမ်အာရင်တော့ကျွန်တော်တို့နေခင်ကျွန်တော်တို့ခစ်တွေခစ်တွေအဆက်ဆက်မှာဟုတ်လားထောင်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 နဲ့တခါလေဈေးသွိုင်းမယ်ပြည်စီဘယ်သွိုင်းမယ်ပြည်စီထောင်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 လုံးနေတဲ့ဘူကရော်တွေဘူမြားတွေအခုဆိုလို့ရှိရင်အတန်တော်မထွက်ရုံတိတ်ဟုတ်တယ်နော်ဟမ်ဘူမေဘူကရော်တွေဘူမြားတွေမပြောပါနဲ့နော် အဲ့ဒီဘိုးတွေကိုယ်တိုင်ကယူနီဖောင်းကိုတိတ်ခိုက်ကြီးကြီးဝတ်ပြီးတော့ရက်ွက်တက်တွားရဲတော့လို့လားအဲ့ဒါအဖြေပဲလားအဲ့တို့ကလေတို့ဘယ်ဘွားရောက်နေတို့မသိဘူးနော်အရင်ခေတ်ကဆိုပါလေအာကျွန်တော်ဆယ်နှစ်အောင်ရင်မလုပ်တဲ့ DSC နော်အဲ့ဒီ90နောက်ပိုင်းပတ်ဝန်းကျင်နဲ့90အရှိပိုင်းရတယ်အခုချိန်ကြီးပေါ့နော်ပတ်ဝန်းကျင်အောင်တဲ့တူတွေအဲ့ဒီချိန်တွေကစစ်တဲဝင်သွားတဲ့တူတွေမေးကြည့်ပါ DSC ရှောက်တာဘာဖြစ်လို့ရှောက်လဲတိုင်းပြည်ကိုကာဝယ်ခြင်းနဲ့ချစ်တဲ့စိတ်နဲ့6ရှောက်ကြတာလားဘာဖြစ်လဲ ဟဲ့ဒီဘားတွေဘားတွေအပွင့်တွေရဖို့တော့ရှောက်လာတာဟမ်ကျွန်တော်တို့တွေခင်တော်ကတို့ရဲ့ဆန်တဲ့အောင်တော်မိဘတွေတို့ပြောတာပဲအဲ့ဒီခင်တွေကကျွန်တော်စစ်သားရဲဆိုယွန်းလာရဲလဲကျွန်တော်မဝင်ခဲ့ဘူးเนาะကျွန်တော်ဆန်တဲ့အောင်တော်အမှတ်ကို300ကျော်နဲ့အောင်တော်240နဲ့အောင်မှတ်မဟုတ်ဘူးတိတာကျောင်းဆရာလည်းပြောတယ်တောင်းဆရာတော့ဒါကျွန်တော်စိတ်တိုထက်တဲ့လူဆိုတော့ခလေးတွေထုမိမှာဆိုလို့မလုပ်ခဲ့ဘူးစစ်သားရဲအဲ့အသေးယွန်းနေကျွန်တော်ဘာဖြစ်လို့ကိုမျိုးတည်းမှာအရင်ခေါက်ခေါက်တွေတည်းမှာစစ်သားတွေရဲရဲကုန်ရှိတယ် ဒီလိုမတရားတဲ့အရာကြီးကိုကျွန်တော်တို့ကျွန်တော်စိတ်ပင်းရင်ခံကြလက်ခံလို့မရလူဘဝတာအမုန်းဆုံးလောကမှာလူလူချင်းလူဘဝတာအယုံဆုံးကျွန်တော်နော်အဲ့တော့မပါခဲ့တာဒါပေမဲ့လက်ရှိအဲ့ဒီ DNA ဆေးရှောက်တာဘာလို့ရှောက်ကြတာဒီအပွင့်လူချင်းလို့ရှောက်ကြတာလေဟုတ်တယ်မလားအေးတိုင်းပြည်ကောင်ဝင်ချင်းရှောက်တာတယောက်မှမရှိဘူးဟုတ်တယ်အမှန်တရားတောင်းတော့မလားဟာဘုံမူတာပါငါဘုံမူတမိပါမယ်တိုက်တန်းနေဟမ်ဟုတ်တယ်လက်ဆင်ပေးပလိုက်တယ် ်အပီရီယားတွေအဲ့လို lesson ပေးတာလဲခင်ဗျားတီရီယားတွေဘက်ကကြည့်ရင်လည်းအလုံးမဟုတ်ဘူးလေ သူတို့ဒီနန်းပေါင်းလန်အချမ်းမပတ်တဲ့နီလန်းနဲ့ကမြားလည်းဆယ်စုနှစ်ပေါင်းများစွာလာခဲ့တဲ့အချိန်မှာသူတို့ကိုအမျိုးမျိုးကမြားလည်းနှိပ်စက်ညှဉ်းပန်းတပ်တဲ့ဘဝမိသားစုတွေကိုတက်အောင်လုပ်ခဲ့တာကမြားအာနာပိုင်းတွေမဟုတ်ဘူးသူတို့ရဲ့မိသားစုတွေမိန်းမတွေဟုတ်လားသူတို့နဲ့တက်ဆိုင်တက်ဆိုင်နေသူတို့တွေသူတို့တွေအဲ့လိုမျိုးဒီတစ်ဖက်ကဒီတိုင်းပြည်မှာဒီတော်လှန်ရေးလုပ်တဲ့လူပဲဖြစ်စေဒီမိုကရေစီတက်ကြတဲ့လူတွေပဲဖြစ်စေသူတို့အဲ့လိုမျိုးတွေသူတို့လှုပ်ပြီးရင်သူတို့ကအိမ်ရောက်လို့ရှိလို့ရှိရင် သူတို့လုပ်ခဲ့တာတွေကိုဟာတာတွေလုပ်နေကြခဲ့တဲ့ကောင်တွေအခုမင်းတို့ကောင်တွေအခု PDF နဲ့တွေ့တော့ဘာပြတဲ့အခုကိုချိုကြီးပြောရတဲ့စကားမှားလားမှားလားနော်လက်ရှိစစ်တပ်အတိုင်းဝိုင်းရဲတိုင်းဝိုင်းလူတွေနော်နဲ့ပတ်သက်တဲ့လူတွေရဲ့အဆက်ပေါ့နော်မှားလားသူပြောတာလုံးဝမမှားဘူးလို့တွေးထွက်အောင်မှန်တယ်နော်ဟုတ်တယ်နော်အဲ့တော့အခုနောက်ဆုံးသူပြောရတဲ့စကား ဒီဒီအမျိုးသားရည်ညာစင်ရေးဆိုပြီးတော့ဒေါ်ဆန်းစုကြည်ဟာဒီအမျိုးသားညာစင်ရေးမူတိုင်းပြည်အခုလိုမျိုးသွေးထက်တန်ရုပ်ဖြစ်မှဆိုးလို့လက်နက်ကင်လမ်းစဉ်ကိုမလိုက်ပဲနဲ့မလုပ်နဲ့ငိမ့်ချမ်းဆုံးနီးနဲ့တိုင်းပြည်အသွင်ကူးပြောင်းရေးရအောင်လို့အမျိုးသားရည်ညာစင်ရေးဆိုတဲ့အရာကိုကင်ပြီးဖေဖေတီထောင်ခဲ့တဲ့တတ်မတော်ပါလို့လူအစဲခံပြီးတော့သူပြောခဲ့တာစပောက်ကြီးကပြောခဲ့တာမဟုတ်ဘူးဟဲ့ဒီတိုင်းပြည်အခုလိုသွေးထောင်းစီးမှတီးလို့ဒါကိုမတီးတဲ့သူတွေသူ့ကိုစဲခဲ့ကြတယ်နော် ဒီဒီလူရောက်มาတွေကိုချစ်လို့ပြောတာမဟုတ်ဘူးတော့အောင်စန်းစုကြည်ကတိုင်းပြည်ကိုချစ်လို့အဲ့စကားကိုပြောတာဒါပေမဲ့ဒီလူရောက်มาတွေကဘလို့လုံးလုံးဘာဖြစ်လဲဘယ်တော့မှမယင်ပါနဲ့အရင်ဆိုင်နေဖြစ်နေတယ်အော်ဒီတိုင်းပြည်ကဒီအခြေအနေကြီးရောက်လာတယ်ဒီအခြေအနေကြီးမရောက်လာခင်ဆယ်စုနှစ်ပေါင်းများစွာအရှိမဆယ်စုနှစ်၃စု၄စုလောက်ကတော်လှန်ရေးနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းဘလို့လုံးခဲ့တယ်နော်ဦးဝင်းမြင့်နဲ့ဦးဝင်းမြင့်ဇနီးဟာ ။အရာဝတီအတိုင်းမှာစံဆက်ပိုင်ခြင်းခမားတို့ကျွန်တော်တို့မမွေးငင်ခက်ကစံဆက်ပိုင်တဲ့ပိုင်ရှင်တယောက်ရဲ့အနေအထားဘလောက်ချမ်းသာလဲခံမှန်းကြည့်။တောနယ်မှာနော်။အဲ့လိုဘဝကနေဘာမှလှုပ်ရှားလို့မရအောင် မျိုးစုံဒုက္ခပေးနောက်ဆုံးရန်ကုန်တက်လာရန်ကုန်မှာအိမ်ကန်းငှားပြီးတော့ချစ်ချုပ်ပြီးနေအဲ့အိမ်ကန်းငှားတဲ့နေတဲ့ဟာကိုအိမ်ငှားတဲ့ပိုင်ရှင်ကိုပြဿနာရှာလို့ဦးဝင်းမြင့်တဲ့တို့လင်မယားကိုအိမ်မှငှားပေးရတော့တဲ့အစင်ဖြစ် ထောင်လိုင်းရဲ့ပြဿနာရှာတာဟမ်ဥွေးမြို့လာကြည့်တယ်နိုင်ငံရေးရက်နာမလားကုမ္ပဏီတည်ထောင်ပေးမယ်ဘယ်နှခုလိုချင်တဲ့ကုမ္ပဏီကုမ္ပဏီဆိုအခုခေတ်ကုမ္ပဏီမဟုတ်တော့အဲ့ဒီခမောင်းကျွန်တော်ငငယ်တော့ခေတ်ကုမ္ပဏီကုမ္ပဏီတခုရောက်ဖို့အတွက်ဘယ်လောက်အင်အားကြီးတယ်ဘယ်လောက်ခင်းဖြစ်တယ်အဲ့ဒီခေတ်ကဥွေးမြို့ကဒီလိုအရာတွေကိုကြော်လွားပြီးလာခဲ့တာအခုအာနာသိန်းတယ်ဥွေးမြို့ကလက်မှတ်ထိုးလို့မင်းအောင်နိုင်ထိုးခိုင်းတဲ့အချိန်မှာနော်ကြောက်ကြောက်လန့်လန့်ထိုးပေးခဲ့မယ်ဆိုရင်ခမောင်းတို့ကျွန်တော်တို့တွားပြီး ဟဲ့ဒီတော်လိုင်းဒီအနေထားကြီးရောက်လာလို့မရဘူးငါသိသိသိမင်းတို့အာနာသိန်းတော်ဥပဒေကြောင်းတိုင်းမလောက်ပဲနဲ့မင်းတို့နိုင်ငံတော်ပုံကမှုကျူးလွန်တာဖြစ်ကမယ်ဆိုစိတ်နဲ့လက်မှတ်မထိုးပေးတဲ့အတွက်ဒီနေ့ထိမင်းအောင်နိုင်ဟာယာစခွေးကောင်ဖြစ်နေတာအဲ့ဒါဥဝင်းမြေရဲ့ကျေးဇူးဟဲ့တိုင်းပြည်ပေါ်မှာဘယ်လောက်ရှိတယ်ကြည့်ဥဝင်းမြေကလက်မှတ်ထိုးပေးခဲ့ရင်မင်းအောင်နိုင်ယာစခွေးကောင်မဖြစ်ဘူးနိုင်ငံတကာကမင်းအောင်နိုင်ကိုလက်ခံလိုက်မှာဥဝင်းမြေလက်မှတ်တစ်လုံးမထိုးပေးလိုက်တဲ့အတွက်မင်းအောင်နိုင်ဟာယာစခွေးကောင်ဖြစ်နေတာ အဲ့တော့နိုင်ငံတကာကဒီရာဇဝတ်ကောင်ကိုအတိမတ်မပြုတ်ရဲတာပြဿနာအဲ့ဒါပဲအဲ့တော့ကိုချွေးပြောင်းသွားတယ်လို့ခင်းဆက်ဆက်ကျွန်တော်ယူရတယ်မှာရှိတယ်အဲ့ဒီတော်လိုင်းလောက်တဲ့အိမ်ဆိုရင်လေအာရဲရစစ်ထောင်လိုင်းရစစ်ဘာလောက်တဲ့တခုခုခီးတွားတဲ့အနောက်ကလိုက်အာမျိုးစုံဒုက္ခပေးတာဟမ်လူတက်တာလည်းမဟုတ်ခိုးတာလည်းမဟုတ်မတိုင်းကျင်တာလည်းမဟုတ်ဓမြတိုက်တာလည်းမဟုတ်ပြန်မဲဆွဲမှုကျွန်းလို့လည်းမဟုတ်ရာဇဝတ်မှုတခုမှကျွန်းလို့လည်းမဟုတ်ဟမ်တိုင်းပြည်ကိုကောင်းစေခြင်းနဲ့စိတ်နဲ့ဘာဖြစ်လဲ သူများနိုင်ငံတွေတိုးတက်နေတယ်ဘောက်တိုးတက်တဲ့နိုင်ငံကဒီဒီမိုကရေစီစနစ်ကိုကျင့်သုံးလို့ငါတို့နိုင်ငံကျင့်သုံးနေတာကွာတိုးတက်အောင်လို့အဲ့ဒီစိတ်တစ်ခုနဲ့လောက်ကြတာအဲ့ဒါလိုတိုင်းမျိုးတိုးတက်စေခြင်းစိတ်နဲ့လောက်တဲ့လူတွေကိုဒီလူတက်မတိန်ရာဇဝတ်ကောင်တွေထက်အညှိုးထားပြီးတော့ဒုက္ခမျိုးစုံပေးလာတာဒီကောင်တွေဒီစစ်ဘိုလ်တွေနဲ့စစ်ဘိုလ်တွေမရားတွေနော်စစ်ဘိုလ်မရားတွေကဘလောက်ရုံမှရိုင်းစမ်းရအောင်မေးတယ်တန်ရင်ထဲမှာ ရှိတဲ့အောက်ခြေမယားမင်းနေအကောင်အဝိကဆာရှော်ပေးရတာဘစ်ကဆာရှော်ပေးရတာသူတို့လေတစ်ခွက်တောင်မှသူတို့ဟိုရေမစေးတော့တမယ်ပဲအဲ့လောက်ထိမိုက်ရိုင်းတာလိုက်ကြည့်ဒါပေမဲ့ပြောရဲလားတယင်းမှုဝဲမယားဖျားထူရတာကဲအဲ့ဒီတယင်းမှုဝဲမယားကိုဖျားထူအောင်အဲ့ဒီတယင်းမှာရှိတဲ့ရဲဘော်တွေကအဲ့ကောင်မှဖာခံပြီးတော့လက်ကပေးထားတာလားနိုင်ငံတော်ရဲ့ budget လားဟမ်မှတ်ထားပါခင်ဗျားတို့စစ်သားတွေကျွန်တော်အခုဒီ video ဖိုင်ကြည့်ရင် မင်းတို့တန်ရင်မှမင်းတို့တန်ရင်မှုအကြောင်းနေပြီဆိုရင်မေးကြည့်လိုက်မင်းတို့လက်ကတွေကအဲ့ဒီတန်ရင်မှုရဲ့မရဖာခံပေးထားတာလားเนาะဒါမဲ့တခုတော့ရှိတာပေါ့ဟိုတန်ရင်မှုတရားမှတရားလုံးဝမရတော့ဒီလိုမဖြစ်ပါဘူးဟိုတကယ်စစ်သားစိတ်ရှိတဲ့တန်ရင်မှုတွေစစ်သားဒီတီတရားနဲ့ပြည့်ဝတဲ့တန်ဖိုးရှိတဲ့တန်ရင်မှုကတော်တွေလည်းရှိတယ်အဲ့ကတော်တွေကြပါကိုယ့်လို့ကိုယ့်လို့လေဖနက်ကြိုင်ခိုင်းတာတွေထမိန်ချော်ခိုင်းနေဆိုင်သူတို့ဘောမှာမရှိဘူးအဲကောင်းကောင်းမို့ပဲလေလေပဲပဲဆက်ဆံတယ်เนาะအဲ့လိုဟာမျိုးတွေလည်းရှိတယ်တတ်တတ်ဒါပေမဲ့ နဲအများစုဒီဘယ်လိုဟာမျိုးလဲကျွန်တော်ခုနကပြောဖနက်ကင်ပေးရတဲ့တနေရာတော့ရင်ထီမိုးပေးရတယ်မဲဟမ်တရင်ထဲမှာဆိုပြောမနေနဲ့ဖျားထူးရတာနဲ့နဲ့ချိုတွေးရတာဟိုဘာမှအရာမရှိတဲ့ရဲဘော်မရနေဆိုအနာတော်ကပ်ဖို့မရှိဘူးမဲအဲ့လိုမျိုးဆိုတော့အခုကိုချိုကြီးပြောရတာမှားလားအခုဒီနေ့ခေတ်ဂုံစာရဲရဲလားဂုံစာရဲဖို့နေတလို့လေနေတော့မှယူနီဖောင်းဝတ်ပြီးလမ်းမထွက်ရဲတော့ဘူးလေအေးအဲ့ဒါအဲ့ဒါ ဒါဂိမ်းမဆုံးသေးဘူးเนาะအဲ့တော့မဝစ်ဆိုတာလေမော်တာမလို့အော်တိုလဲတာလာမယ်တနေ့တစ်ချိန်ကြာရင်အဲ့ဒီချိန်ကိုခံနိုင်အောင်လုပ်ရှိအောင်ကြိုးစားတာအဲ့တော့အစကတည်းကเนาะအမေရိကန်စစ်တပ်အမေရိကန်စစ်သားတွေရဲ့မယားတွေပိုကရော်တွေအဲ့လိုထောင်လာကြားဘူးလားထိုင်းစစ်တပ်အရင်နှာရှင်နောက်ဆုံးထိုင်းစစ်သားမယားတွေအဲ့လိုလူဘွားဝါလာကြားဘူးလားဟမ်ညမာမာဖြစ်နေတာအဲ့တော့ဒီစနစ်တွေဒါတွေအားလုံးကိုလားဒီတော်လိုင်းပြီးအကုန်ဖြိုခံထိမှာ မပူနဲ့အဲ့တော့ဘိုးကတော်တွေအပြားတွေပြင်ထားနင်တို့အပြားတွေတိတာပြင်ထားဒီတော်လှန်ရင်မပြီးပါနဲ့လို့လို့ဆုတောင်းတိတာပြီးတဲ့နေ့ကျရင်ခုနကပြောလို့သာသနာတန့်ရှင်းရစပညာရေးတန့်ရှင်းရကျမ်းမာရေးတန့်ရှင်းရဘာသာရေးတန့်ရှင်းနောက်ဆုံးဝန်တန်းတွေရဲ့စောက်ကျင့်တန့်ရှင်းရစအကုန်လာပါနော်အဲ့ဒီကျရင်ဘာမှညာမှာမဟုတ်တော့ဘူးအာပြည်သူကလည်းညာလို့ရှိရင်ညာရဆိုးရအောင်ငါနဲ့ဆိုင်တော့မှာတတိရှိတဲ့ဆိုးရညာကြည့်ဘာဖြစ်လို့လဲ ငါတို့တွေဒီလိုအနေထားရဖို့အတွက်ငါတို့ပြည်သူအသက်တွေပေးထားရဆိုတဲ့စိတ်ကပြည်သူကြီးမှဝင်နေပြီအဲ့တော့အခု NND အစိုးရ9နှစ်မှာပြည်သူတွေညှာရဆိုတာနံပါတ်1ဒီလိုအာဏာကိုတိုက်ယူထားတာမဟုတ်ဘူးနားလည်မှုနဲ့ရထားနောက်တစ်ခုအာဏာ3ရက်တိုင်းပြည်ရဲ့အရေးကြီးဆုံးကာကွယ်ရေးပြည်ထရေးနေဆက်ရေးရဆိုတဲ့အတက်အဓိကအကြဆုံးဌာန3ရက်ကကိုယ့်ရက်သားအစိုးရအောက်အုပ်ချုပ်မှုအောက်မှာမရှိဘူးနော်လွတ်တော်ထဲမှာကဏ္ဍအစိုက်သားဝင်ပြီးစောက်ဝတ်တိုက်နေသေးတယ်ကိုယ့်ဘက်မှာအပြည့်အဝဘာမှပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိဘူး အေးအဲ့တော့ဒီတော်လိုင်းအလွန်မှာကြတော့အဲ့ဒီပုံစံမလာတော့ဘူးနော်တိုင်းရောက်ဒူးပဲနော်ဒူးရောတိုင်းပဲဟုတ်တယ်မလားဘာမှလုပ်မနေနဲ့ရှင်းရှင်းလေးပဲနော်အဲ့တော့အဲ့ဒီနေကြရင်ခန္ဓာရင်ရှိအောင်ကြိုးစားထားပါနော်အဲ့ဒီနေကြရင်ဘယ်လိုပုံစံမြင်ရမှန်းသိတာအထူးခုံရုံးနေစောက်နော်လက်ပြညိုးတွေတုတ်ထားတယ်စစ်ခွေးခေါင်းဆောင်တယ်ဟမ်ကိုပိုင်ရွှဲရွှဲလေးဟမ်တန်းစီပြီးတော့ဘေးမှာ PDF တွေတိုင်းတန်းလက်နက်ကိုင်းတွေဟိုနေ့နေရဘေးကနေ လက်ကိုကင်ပြီးတော့အဲအဲ့ဒီပုံစံမျိုးမြင်မှုရမလားမြင်မှမြင်မှမြင်စေရမယ်တိလားမပူနဲ့ကျွန်တော်ကတော့ယုံကြည်တယ်ဘာဖြစ်လို့လဲဓမ္မကဘယ်တော့မှကြားဆုံးစာအကြောင်းမရှိအဲ့ဒီလိုမှဒီလောကကြီးမှာဟိုနည်းဖြစ်သွားမယ်ဆိုဒီလူယုံမာတွေအနိုင်ရသွားမယ်ဆိုရင်ကျွန်တော်ဓမ္မဆိုတာလက်ကားပဲဟုတ်တယ်နော်အဲ့တော့ကျွန်တော်ကတော့လောကတဘာဝအမှန်တရားဖရာမျက်စွာဖရာဟောထားတဲ့ဓမ္မကိုယုံကြည်တယ်အမှန်တရားကဘယ်တော့မှရှုံးနေစရာအကြောင်းမရှိဘူးဒါကြောင့်မလို့အမှန်တရားမှမလုံနေတဲ့သူတွေ 做渡奥的你要不要我们？